ပမိရံဘိခွေမနုဿနာအာယုတဲ့ယနေ့ခေတ်သူတို့ရဲ့တက်တန်းဟာတိတ်တူတယ်တဲ့ဟုတ်တယ်အသက်တရားရန်လို့ဆိုရင်တရားနေရတဲ့လူဆိုတော့ရှားတယ်နာရေးကြောင်ညာကြည့်လိုက်လို့ရှင်ဟုတ်လား30 40 50 60 90သွားကုန်ညာမရှိတော့အလုံးမေမင်္ဂလာပါရှင် Daily ဗုဒ္ဓဓမ္မရှင်နေမှကြိုဆိုပါတယ်အဲ့တော့လူတွေရဲ့အသက်တန်းဟာတရားဆိုတာမမှန်းနိုင်လောက်အောင် ရှိနေရတဲ့အရှိကြီးပဲဖြစ်နေအဲ့တော့ကနေ့ကရဲ့လူတွေရဲ့တတဟာလုံးကိုတိုးတယ်စဉ်းစားရမှာလူတတဟာလုံးတိုးတယ်တိုးတဲ့အခါမှာတေသွားပြီဆိုရင်တေသွားလို့ရှိရင်တေသွားရင်ပြီးရောလားတချို့ဘာသာတရားတွေကတော့တေသွားတာရဲ့နောက်မှာဘာမှမရှိဘူးလို့ထင်ကြတယ် နောက်ဘဝကိုမယုံကြည်ကြတာနဲ့မရှိဘူးလို့ရှုံကြည်ကြတာဒီနှစ်ခုရှိတယ်ပေါ့နောက်ဘဝရှိတယ်ဆိုတာမယုံဘူးမရှိဘူးလို့ယူဆကြတယ်မြတ်စွာဘုရားကတော့နောက်ဘဝရှိတယ်လို့ဟောထားတယ်ခမဏီယောတံပရာယောတဲ့နောက်ဘဝကိုမင်းတို့သွားရမှာပဲတဲ့ဒါလူဆိုတာဖြစ်ပြမှုကစင်စဲမဲ့ပြတ်သွားနေတာဆိုတော့ ီဘဝဆုံးသက်သွားလို့ရှိရင်နောက်ဘဝပြန်စားမယ်ဒီလိုဆိုလို့တံပရာယောနောင်တမလွန်ဘဝဆိုတာကပဏီယောရောက်ရမှာပဲရောက်ကိုရောက်အောင်မှာဒီဘဝသိသွားရင်နောက်ဘဝတစ်ခုတော့ရောက်မှာအဲ့တော့ဘဝဆိုတဲ့ထဲမှာလူတွေရဲ့နောက်ဘဝလမ်းကြောင်းကိုမြတ်စွာဘုရား၅မျိုး32ပုံကိုဂတိ၅မျိုးနဲ့ခွဲခြားပြီးတော့ပြထားတယ်ဘဝမှာနေထိုင်ကြတဲ့ နေဘုံနေထိုင် lifestyle ပေါ့သူတို့ရဲ့အသက်မွေးဝမ်းကြောင်းတဲ့ lifestyle ပေါ်မှာအမိပြုပြီးတော့သူတို့နောက်ဘဝမှာရှောက်သွားနိုင်တဲ့လမ်းကြောင်းကြီးက90ရှိတယ်တဲ့မကောင်းမှုဒုစရိုက်တွေကိုအလွန်ကြုံပြုတဲ့ပုံကိုယ်တွေကြတော့ပြမန်းဆင်းရဲတဲ့ငရဲဘုံကိုရောက်သွားလိမ့်မယ်ဒါလည်းလက်တွေ့ကြည့်မယ်ဆိုလို့ရှိရင်တော့ပြမှုကျွလွန်သွားလို့ရှိရင် ထောင်သွင်းခြင်းချနှိမ့်ဆက်ခံရတာလဲခုဟာရှိတာပဲလေအဲ့ဒီဘောပဲသူလုံးတဲ့လုံးရအတိုင်းပဲသူကအဲ့တော့အငင်းသက်ခံရတဲ့ငရဲဘုံကိုရောက်သွားနိုင်တယ်တာလန်ကြောင့်တခုအဲ့ဒီနဲ့နဲ့သက်တာတဲ့ပြမှုဆိုလို့ရှိရင်တရိษံဘုရားရောက်သွားမယ်အဲ့တော့တရိษံကသက်တာတဲ့လူသားဆိုရတယ် လူတွေရဲ့အနိုင်ကျင့်တပ်ဖြတ် စားခံရတာတွေတိရစ္ဆာန်တွေပဲလေကဘာမှာကြည့်ကြည့်ပေါ့နေ့စဉ်နေ့စဉ်လူသေးတာတဲ့အစာပေါင်းများစွာတိရစ္ဆာန်တွေဟာတတမရှိခင်လူတွေကသတ်စာနေကြတာသတ်စာရုံနေမကဘူးအနိုင်ကျင့်တာတွေဘလောက်ဆိုးလဲလို့ဆိုရင်ခုခေတ်မှာဆိုရင်ဤပညာဆိုပြီးတော့အတုံးချပြီးတော့ကျက်တွေပါတယ်ဆို ကြားဘူးလားဖတ်ဘူးလားပြောရမယ်ဆိုရင်ကြက်တွေကိုမလုံမလုံနိုင်မရှာနိုင်အောင်ချင်းချင်းကြက်ကြက်ကလေးမှထားပြီးအစာကျွေးဥခိုင်းဆေးတွေကျွေးဥခိုင်းဝက်တွေဆိုလဲအသားတို့အောင်လို့အဲ့လိုလုပ်ပြီးတော့သတ်စာနေကြတာလေအဲ့တော့လူတွေရဲ့အနိုင်ကျင့်တပ်ဖြတ်မှုဟာအတိုင်းနဲ့အလွန်ဆိုးရလွန်နေပေါ့ တိရစ္ဆာန်တွေကိုတက်တက်ဖြတ်ပြီးတော့အနိုင်ကျင့်စားတော့နေရမသိခင်လည်းချုံနှောင်ထားတယ်သိပြီးပြီးတော့လည်းတတ်လိုက်တယ်အဲ့တော့သူတို့ဘဝလွတ်လပ်တာရှိမှဖြစ်ရတာတချို့ဆိုလို့ရှိရင်တရဘဝဘဝတော့မယူမရောက်သေးဘူးဥမာမဲ့၅ဥလေးတွေဆိုရင်၅ဘဝတော့မရောက်ဘူးလေဥဘဝနဲ့ပင် ဆုံးသွားတယ်ကြက်ဥတွေဆိုလဲကြက်တွေဟာအကောင်တော့မဖြစ်လဲအောင်အကောင်မဖြစ်ရင်အလင်းရောင်ပဲတွေးရမယ် အမောင်းနေပဲသူတို့ဟာဘဝခྱི་ကိုသွားနေရတာတကယ်အမောင်းနေကအမောင်းနေသွားနေတာတတိအဆင့်မှာပဲတိတ်ဆုံးသွားကြတဲ့တရဝရေကမြောင်များစွာရှိတယ်ပေါ့တန်းချီရှိတယ်နေ့စဉ်နဲ့နေ့စဉ်နဲ့အမြမှာလဲတပ်ဖြတ်ခံနေရတဲ့တရဝရေကအများကြီးပဲအဲ့တော့လောကကြီးအခြေအနေကိုကြည့်လိုက်မယ်ဆိုရင်ဒါတရဝရေတရိစ္ဆာန်လောကကိုကြည့်လိုက်မယ်ဆိုရင် အညမညခါရိကဒုပလခါရိကတကောင်းတကောင်းသတ်စားတယ်ငားလည်းငားချင်းလည်းစားတာပဲဖားလည်းဖားချင်းလည်းစားတာပဲမွေလည်းမွေချင်းစားတာပဲဒါအညမညခါရိကမျိုးတူတွေလည်းသတ်စားတာဒုပလခါရိကအာမရှိတဲ့ကောင်အာရှိတဲ့ကောင်အနိုင်ကျင့်သတ်ဖြတ်စားတာဒါတိရစ္ဆာန်ဘုရားရဲ့အနေထားကြည့်သူတို့ထမင်းတွေချက်ပြုတ်စားတာမှမဟုတ်တာ ရှင်လလက်သက်စားတယ်ရှင်လလက်မျိုးတယ်အဲ့ဒီတိရိစ္ဆာန်ဘဝဟာကိုယ်လည်းရောက်သွားကြတယ်အဲ့ဒီတဲ့နည်းနည်းသက်သက်ရင် ပြိတ္တာဘဝပြိတ္တာဘဝဆိုတာဆာဆောင်လောင်းလောင်းငတ်ငတ်ပြက်ပြက်အမြဲတမ်းဆာလောင်းနေတဲ့ hungry ghost ပေါ့အဲ့ဒါဆာလောင်းနေတဲ့ပြိတ္တာဘဝဆင်းရဲဒုက္ခရောက်နေတဲ့ပြိတ္တာဘဝရောက်တယ်တဲ့ အဲကုသကောင်းမှုနေရှင်တော့လူဘဝလူကတိမနုဿကတိရောက်လာအဲ့ဒီတဲ့ကုသကောင်းမှုကိုများများကြီးပြုလုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့နတ်ပြည်တို့ဇမပြည်တို့ရောက်အဲ့ဒါကိုကတိ၅ပါးလို့ခေါ်တယ်တိရိယကတိတိရိသာနာကတိပေတကတိမနုဿကတိဒေဝကတိအဲ့တော့ ဘသူပဲဖြစ်ဖြစ်ကနေ့လူသားတွေဟာဖဲနိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်သိသွားရင်ဒီ၅ခုတခုတော့ရောက်တေးကြတယ်အကုသိုလ်များရင်ငရဲရောက်မယ်ဣရိယကတိအဲ့ဒီတဲ့သက်တာရင်တရိစ္ဆနာကတိတရိစ္ဆာဘုံရောက်မယ်အဲ့ဒီတဲ့သက်တာရာပိတာကတိပြိတာဘုံရောက်မယ်အော်ချမ်းသာဒုက္ခရတာမနုဿကတိလူဘုံရောက်မယ်ဒေဝကတိနတ်ဘုံကိုရောက်မယ်လို့ အဲ့ဒါကိုပြောတာခမဏီယောတံပရာယောတဲ့မင်းဒီဘဝသေးလို့ရှိရင် နောက်ဘဝတစ်ခုတော့ရောက်မှသေးကြတယ်ရောက်သွားလိမ့်မယ်တဲ့အဲ့တော့လူသက်ဟာတူတယ်နောက်ဘဝဆိုတာဧကန်ရှိတယ်ဒါကြောင့်ဒါဖြင့်ဘာလို့ရမလို့ဆိုမြတ်စွာဘုရားဆုံးမတယ်ကတ္တပံကုသလံအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာရတဲ့အလုပ်ကိုလုပ်ပါလို့ပြောတယ်ကုသိုလ်ဆိုတာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးတဲ့အလုပ်ကိုဆိုလိုတယ် ဘယ်ဟာပဲဖြစ်ဖြစ်ကောင်းတဲ့လို့မကောင်းတဲ့လို့ဆိုတာနှစ်ခုရှိတယ်နော်အစာအစာအစာတောင်မှပဲခန္ဓာကိုယ်အကျိုးပြုတဲ့အစာအစာရှိတယ်ခန္ဓာကိုယ်ထဲမှာအစိတ်တောက်ဖြစ်တဲ့အစာအစာရှိတယ်တဘာဝကောလေအဲ့ဒါလိုပဲလူစိတ်ထဲမှာဖြစ်တဲ့ဟာကအပြစ်ကင်းတဲ့စိတ်အနေထားတစ်ခုအပြစ်ရှိတဲ့စိတ်အနေထားတစ်ခုအပြစ်ကင်းတဲ့စိတ်သဘောထားကိုကုသိုလ်လို့ခေါ်ပြီးတော့အပြစ်ဖြစ်တဲ့သဘောထားကိုအကုသိုလ်လို့ခေါ်တာပဲ။ ုသိုလ်အကုသိုလ်ရှင်းရှင်းလေးသူကနော်အပြစ်ရဲပြီးတော့အကျိုးထုတ်တဲ့အခါမှာ तू ကနှစ်ခုမှတ်တာကုသိုလ်ဆိုတာအပြစ်အပြစ်ကင်းတယ်အပြစ်ကင်းတယ်တန့်စင်တယ်ကောင်းကျိုးထုတ်ဆောင်ပေးတယ်ဒါကုသိုလ်အကုသိုလ်ဆိုတာပြစ်အပြစ်ရှိတယ်တဘာဝကောမကောင်းဘူးမကောင်းတဲ့အကျိုးကိုလည်းထုတ်ပဲထုတ်လို့တယ်ဟောအဲ့ဒါအကုသိုလ်အဲ့တော့မြတ်စွာဘုရားက အေးဘဝမှာနောက်ဘဝသွားရမှာဆိုတော့ကတ္တပံကုသလအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပြီးမဲ့အလုပ်တွေကိုမင်းတို့လုပ်သင့်တယ်အဲ့ဒီအလုပ်တွေကိုဘုရားဘာသာမြတ်စွာဘုရားပါဟောတော်ဌာနလုပ်တာဌာနလုပ်တာဆိုတာဘုန်းကြီးကျောင်းလှူတာတော့ဒါတွေပြောတာမဟုတ်ဘူးအကုန်လုံးနော်အဲတချို့ကဌာနလုပ်တယ်ဆိုအဲ့ဒါမှာမဟုတ်ဘူးကိုမိသားစုအချင်းချင်းကို အပေါင်းအသင်းတကယ်ချင်းတွေမှာကြွေးတာမွေးတာ ဟိုရင်ပြုတာကုစားတဲ့တည်းအခွဲပေးတာကုညီတာအလုံးဟာဒါဒါနတွေကြီးပဲကော်ဖီတစ်ခွဲတိုက်တာစမြှဝေစားတာမှန်သမျှဒါနပဲကိုပေးတာမိဘကိုကျွေးတယ်မိသားစုကျွေးတယ်မေတ္တာနဲ့အလုံးမိသားစုကျွေးတယ်နောက်ဆွေမျိုးမိသင်္ကတွေကျွေးတယ်အလှူဒါနပြုတယ်အလုံးဒါတွေကဒါနတွေကြီးပဲနော်တိလဆိုတာကိုကျင်တရားထိန်သိမ်းဆော့ဆော့တယ် သူများသက်မသက်ဘူးသူများဥစ္စာမခိုးဘူးသူတော်ဘာသားများကိုမပြစ်မှားဘူးလူသိခါကိုထိမ့်သိမ့်နေမူတဝါဒလူတစ်ဖက်သားဒုက္ခရောက်တော့အောင်လိမ့်နီးပြောဆိုတာမလုပ်ဘူးမူတဝါဒဆိုသူများဒုက္ခရောက်တော့အောင် ပြောတဲ့မူတဝါဒကိုဆုလို့တယ်ဒီနေ့မြတ်စွာဘုရားကိုယ်တိုင်ရှင်းပြတဲ့မူတဝါဒတရားရုံမှာဖြစ်စေဆွေမျိုးတွေရဲ့အလဲမှာဖြစ်စေလူပရိသတ်အတွင်းမှာပဲဖြစ်စေ သူ့ကိုတက်တဲ့အရာထားပြီးတော့ခေါ်မေးတယ်။ဒါမင်းသိတာပြောစမ်းမြင်တာပြောစမ်းဆိုရင်မမြင်မနဲ့လည်းမြင်တယ်ပြောတယ်မသိဘဲနဲ့လည်းသိတယ်ပြောဒီလိုလိမ့်ပြီးပြောသည့်အတွက်ကြောင့်တစ်ဖက်သားဒုက္ခရောက်သွားတယ်။အဲ့ဒီမူတော်ဝါဒမျိုးကိုဆိုလို့လည်းပေါ့အဲ့လိုမျိုးရှောင်အောင်အဲကိုရှိရတဲ့အတိုင်းမပေးချင်လို့မရှိဘူးလို့ပြောတယ်အဲ့ဒီမူတော်ဝါဒမျိုးပြောတာမဟုတ်ဘူးတဲ့နော်သူတစ်ပါးကိုအကျိုးပြတ်သွားအောင်လုပ်တဲ့မူတော်ဝါဒမျိုးမဟုတ်ကြောက်လို့လိမ့်နေ ဒါအဲ့ဒီဟာမျိုး ပြောတာမဟုတ်ဘူးတဖက်သားကိုဒုက္ခရောက်တော့လိမ်ပြီးတော့ပြောတယ်မုသဝါဒအဲ့ဒါမျိုးရှောင်ရမယ်နောက်ဘုရားစေဝသေးသေးတောက်တုံးမှုကိုရှောင်ရမယ်ဒါကဘာလို့ရှောင်ခိုင်းတာတော့ဆိုရင်လူရဲ့တန်မိုးကဘာတော့ဆိုတော့အသိဉာဏ်လူဟာတိရစ္ဆာန်နေတဲ့တာရပါတော့ဆိုရင်အုံနောက်လို့ပြောခြင်းပြောပါတင်စားပြောတာအုံနောက်ဆိုတာ အတိညာဉ်ကိုဆိုလိုတယ်အဲ့ဒီအတိညာဉ်ကို ဝေဝါပျက်စီးသွားစေတတ်တာမူရစေဝါပဲလေအဲ့တော့ကိုတန်ဖိုးရှိတဲ့အရာတစ်ခုဆုံးရှုံးသွားတာကိုလူတွေကမသိလိုက်ကြဘူးပိုက်ဆံနေဆုံးရှုံးသွားမှ ရွှေတွေငွေတွေဆုံးရှုံးသွားမှ ဆုံးရှုံးနေထင်နေတာမှန်ကိုမှရွှေနဲ့ငွေနဲ့ဝယ်လို့မရတဲ့အုံနောက်ဆုံးသွားတာပို့ဆိုတယ်အတိညာဉ်နဲ့အသိစိတ်တွေဆုံးသွားတယ် အဲ့ဒါကိုဘသူက ဆုံရှုံစေတုံးဆိုဒီအရက်ကဆုံရှုံစေတယ်တေးသေးရက်ကဆုံရှုံစေတယ်အဲ့ဒီအချိန်မှာကြည့်လိုက်လူဟာမူးယစ်နေတဲ့အချိန်အောင်ကြည့်လိုက် hallucination ဖြစ်တယ်အမှန်တရားတွေကိုမသိတော့ဘူးမပြောသင့်တာတွေပြောလာတယ်အဲ့လိုအသိစိတ်ပျောက်သွားတယ်အမှတ်တင်ညာတွေပျောက်သွားတယ်ဘဝမျိုးဟာအချိန်နှစ်မျိုးဟာတော်တော်ဆိုးရတဲ့အချိန်တွေပဲပေါ့ ဲ့ဒါကြောင့်မို့လို့ဝိရစေဝဆိုတာရှောင်းသင့်တယ်။တိသေးတော့သုံးနာကိုရှောင်းသင့်တယ်ဆိုတာ။အဲ့တော့အဓိကကတော့သီလဆိုတာ၅ပါးသီလပဲ။၅ပါးသီလကတပါးလုံရင်ပြီးတယ်လို့မရှိဘူး။၅ပါးလုံးလုံမှ။ဘာကြောင့်လို့ဆိုရင်လူဘဝဆိုတာ၅ပါးလုံးပြည့်စုံမှလူဖြစ်လာလို့ရှိရင်လူတိုင်းဟာအသက်ရှိခြင်းတယ်။နောက်တစ်ခါပစ္စည်းဥစ္စာ ပေါ်ခြင်းတယ်။ခုံတိတ်ခါရှိခြင်းတယ်။ဆုဆွဲကဲရမခံခြင်းဘူး။ အင်ဂျူမြည့်ညင်တယ်ဆိုအဲ့ဒါတွေကငါဘာတိလာလုံးမရမှာအသက်ရှိဖို့အတွက်ပဏာတိပဒလုံးဝမယ်ဝိจิตနာပြည့်စုံမှုအတွက်အရိဏဒါနလုံးဝမယ်ခုံသိက္ခာရှိဖို့အတွက်ကာမေတုမိစ္ဆာဆရာလုံးဝမယ်အဆုဆွဲမခံရဖို့အတွက်မုတဝါဒလုံးဝမယ်အင်ဂျူမြည့်မှုအတွက်သူရမေရလုံးဝမယ်ကဲ လူပီပီသသနဲ့လူဘဝမှာတန်ဖိုးရှိဖို့ဆိုတာငါဝတိလလွဲလို့ဘာဖြစ်ငါဝတိလမပြည့်စုံရင်မပြည့်စုံနိုင်ဘူးသူတို့ဆိုလို့တယ်ကျန္တာရီတော့လုံမရဲ့ဗန္ဓတိပါဒမလုံဘူးဆိုရင်ငငယ်သေးမှာပဲလေအဲ့လိုပစ္စည်းဥစ္စာတွေဘလောက်ချမ်းသာတထေသဖြစ်ပြီးမွေးသေးသွားပါလို့မလဲအဲ့ဒါကြောင့်မို့လို့တိလဆိုတာအပြစ်ကင်းပြီးတော့ကောင်းတဲ့အလုပ်ဖြစ်တယ်ဒါကြောင့်မို့အဲ့ဒါကိုလုပ်ရမယ် မြတ်စွာဘုရားကငါဘာသီလနဲ့ပတ်သက်ပြီးဒီမှာစရိတ္တံပြမစရိယံမြတ်သောအကျင့်ကိုကျင့်မှလူတွေအတွက်မြတ်သောအကျင့်ဆိုတာအ ਨੇ ဆုံးငါဘာသီလအကျင့်ကိုပြောတာနော်စရိတ္တံပြမစရိယံပြမစရိယံဆိုတာအမျိုးမျိုးရှိတယ်ထဲမဲ့ဟိုဓမ္မပါဠိဆက်ဆိုလို့ရှိရင်အိမ်တော်ကြီးမဖောက်ပြန်တာလဲပြမစရိယလို့ခေါ်တယ်မေမေတော်မူကရှောင်းကျင်တာကိုလည်းပြမစရိယလို့ခေါ်တယ် ဒါနကောင်းမှုကိုလည်းဗြဟ္မစရိယလို့ခေါ်တာတွေရှိတယ်ပေါ့နော်အဲဒါကြောင့်စရိတ္တပံဗြဟ္မစရိယဆိုလိုတာကမြင့်မြတ်တဲ့အပြုမှုနဲ့နေထိုင်ပါလို့ဆိုလိုတယ်လူသိခါရှိရှိမြင့်မြတ်တဲ့အနေအထားမျိုးနဲ့နေပါတဲ့ဆိုပြီးတော့မြတ်စွာဘုရားပါတိပေးတော်ဆိုနတ္ထိဇာတတအာမရဏဒါလုံးဝကိုမှတ်သားထားရမယ်စကားမွေးလာပြီးတော့မသေးတဲ့လူဆိုတာမရှိဘူးလောကမှာ ဒါအရေးကြီးတယ်ဒါမှမဟုတ်နတ္ထိသာတ္တအမရဏမွေးလာပြီးတော့မသေးတဲ့လူဆိုတော့လောကမှာမရှိဘူးတဲ့ဘယ်သူမှမရှိဘူးဘယ်လူမျိုးမှလည်းမရှိဘယ်နိုင်ငံမှလည်းမရှိ မွေးလာပြီးရင်သိမှာပဲဒါသိကြပေါ့အဲတော့မွေးလာပြီးမမအိုရာမအိုဘူးဆိုတာဟိုရုပ်ပြည့်စင်မြတ်ကြီးဖြစ်မသွားတာရှိကောင်းရှိနေသေးတယ်မွေးလာပြီတဲ့တော့ယောဂမဖြစ်ပဲနဲ့တသက်လုံးကျမ်းမာတာရှိကောင်းရှိနိုင်တယ်เนาะ မွေးလာပြီမသေးတာဆိုတာမရှိကုန်ရှိဘူးနောက်ဆုံးကတော့သေဆုံးချင်းမှဆုံးသတ်မယ်ဆိုအဲ့တော့မသေးခင်ဘာတွေလုပ်လဲဆိုတော့မြတ်စွာဘုရားလုပ်ငန်းနှစ်ခုပေးထားတယ်ကတ္တပံကုသလစရိတပံပြမစရိယကောင်းတာတွေလုပ်ကောင်းတဲ့အကျင့်ကိုကျင့်ဒီစကလုံးနှလုံးကအဗဒမတာသွားတယ်ကောင်းတာတွေလုပ်ပြီးတော့ကောင်းတဲ့အကျင့်ကိုကျင့်ပါကောင်းတဲ့ အမှုရာတွေနဲ့နေထိုင်ပါလို့ဆိုလိုတယ်။အဲတော့လောကမှာဒီလိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေကိုလိုက်နာပဲဆိုလို့ရှင်တော့တမိုးရှိတဲ့အနေအထားတစ်ခုကိုရရှိမှာဖြစ်တယ်ပေါ့။မြတ်စွာဘုရားပေးထားတဲ့ကုသိုလ်ကောင်းမှုဆိုတာအစင်းစင်ရှိတယ်။အစင်းစင်ရှိတယ်။မိဘလှုပ်ကြွေးတာလေ။ဘုရားတမတမိုးရှိတဲ့ကုသိုလ်ကောင်းမှုတစ်ခုဖြစ်တယ်။ ိဆွေသင်ကအပေါင်းအသင်းကိုကူညီဆောင်ရတာလည်းပဲအမတန်ကောင်းတဲ့အချင်းပဲသူစရတရားတွေကျင့်သုံးနေထိုင်တာလည်းအမတန်ကောင်းတဲ့အချင်းပဲဒီအချင်းတွေဟာဘဝရဲ့ဒုက္ခတွေကိုအတော်အသင့်တားဆီးနိုင်တယ်သို့တော့ဘဝကထွက်ဖို့အတွက်ကတော့မလုံလောက်သေးဘူးတဲ့အဲ့ဒီအချင်းတွေလည်းမလုံလောက်သေးဘူးတဲ့ဘဝကထွက်မြောက်ဖို့ကြတော့ဘာလို့ရမလဲဆိုရင် စိတ်တည်ငြိမ်အောင်ကြိုးစားပြီးတော့အသိပညာကိုတိုးမြင့်ရမယ်စိတ်တည်ငြိမ်အောင်ထားတာကတမာတိချင်းစဉ်တမထအကျင့်ကိုကျင့်တာအသိပညာကိုတိုးမြင့်တာကြတော့ဝိပဿနာအဲ့ဒါနှစ်ခုမလုတ်ဖဲနဲ့ဘဝကမထွက်နိုင်ဘူးလူတိုင်းလူတိုင်းဟာအဲ့တော့စိတ်တည်ငြိမ်အောင်လုပ်တဲ့ထင်မယ်တန်ဖိုးရှိတဲ့ထင်မယ်ကုသတရားတွေကိုမြတ်စွာဘုရားကဝေလာမသုတ်တံမှာ အကောင်းဆုံးကုသိုလ်တွေကိုရွေးချယ်ပြီးတော့ဟောထားတာလေးကိုမှတ်သားသင့်တယ်ပေါ့ကုသိုလ်တွေထဲမှာတဲ့ပတ်စံငွေจิตနာအတုံးချပြီးတော့လှူတယ်အလှူတွေထဲမှာကြောင်းဆောင်အဆောင်ဆောက်ပြီးတော့လှူတာအကောင်းဆုံးတယ်ဒါပြင်အဲ့ဒီတဲ့ကောင်းတဲ့ကုသိုလ်ကဘာတော့ဆိုရင်အေးအဆောင်တွေလှူတဲ့ကုသိုလ်တွေကောင်းတာကတော့မြတ်စွာဘုရားတရားတန်ခါယရဏသုံးပါးကိုကိုယ်ကိုရှိကတ်တဲ့တရဏဂုံ ကုသိုလ်တွေ ဒါဘာလို့ဆိုဘဝကိုအနှင်းထားတာဘယ်လိုအနှင်းထားတာလို့ဆိုရင်ဗုဒ္ဓံသရဏံကိစ္စပြီဆိုရင်ဖះရဲ့အဆုံးမတိုင်နေပါမယ်ဓမ္မံသရဏံကိစ္စပြီဖះဟောတဲ့တရားတိုင်ကျင့်သုံးပါမယ်တန်ခါသရဏံကိစ္စပြီကုသိုလ်ကောင်းမှုတန်ခါတွေနဲ့လုပ်ပါမယ်ဆိုရင်ဒီသုံးခုပဲနော်အဲ့ဒီတရဏဂုံဆောက်တည်တဲ့ကုသိုလ်ကခုနကငွေကြေးတနာအကုန်ကြခံဆောက်လှတဲ့အလှတဲ့မြတ်တယ်တဲ့ တခါအဲ့ဒီတရဏဂုံစောက်တည်လာတဲ့ပိုမြတ်ဖို့ရအတွက်ကျတော့ကိုချင်းသီလကိုထိမ့်သိမ့်ပါတယ်ငါးပါးသီလအဲ့ဒီတဲ့ကောင်းတာရှိသေးလားလို့ဆိုရှိတယ်မေတ္တာပွားပါအဲ့တော့မေတ္တာပွားရဲဆိုတဲ့အခါမှာယောက်ျားဆိုရင်ကိုယ့်ရဲ့အမျိုးသားတန်ခဲချင်းအမျိုးသမီးဆိုရင်လည်းအမျိုးသမီးတန်ခဲချင်းမိတ်ဆွေတွေကိုကြည့်ပြီးတော့အာသူ့ဘဝအဆင်ပြေပါစေချမ်းသာပါစေ ပြုံးရှင်ရေမောနိုင်ပါစေလို့သူ့ကိုအာယုံပြည့်ပြီးတော့မေတ္တာပွားပွားပြီးရင်အဲ့ဒီမေတ္တာလေးကိုအခြေခံပြီးတော့ရှားွက်တဲ့ရှိတဲ့လူတွေမြို့တဲ့ရှိတဲ့လူတွေဒေသမှာရှိတဲ့လူတွေတနိုင်ငံလုံးတစ်ကမ္ဘာလုံးကိုပြန့်ပွားအောင်လုပ်ပေးလိုက်အဲ့ဒီမေတ္တာတရားကတော့ခொဏကတရဏဂုံသီလတဲ့ပို့တံမိုးကြီးတယ်တဲ့ဒါပြင်အဲ့ဒီတံမိုးကြီးတဲ့ကုသိုလ်ရှိသေးလားလို့ဆိုတော့ရှိသေးတယ်ဘာလို့ဆိုရင် လောကကြီးမှာဘယ်ရာမှမမြဲဘူးအလုံးဟာတခဏသာဖြစ်တယ်ထာဝရဆိုတာမရှိဘူးဖြစ်ပြီးရင်ပြတ်သွားမှာပဲဆိုတော့အတိညာဉ်ကိုအခြေခံတဲ့ဝိပဿနာဉာဏ်အဲ့ဒီဝိပဿနာတရားတော့လှုပ်လို့ရတဲ့ကုသိုလ်ထဲမှာအကောင်းဆုံးအမြင့်ဆုံးကုသိုလ်ဖြစ်တယ်တဲ့ဒါကဝိလမတုတ်တံမှာဟောတယ်ဟာနော်အဲ့ဒါတွေကိုပေါင်းစပ်ကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားကအေလူသတ္တဟာလုံးတူတော်နေ ခမဏီယောတံ္ဗရာယောမင်းတို့နောက်ဘဝဆိုတာရောက်အောင်မှာကတ္တဗံကုသလံဒါကြောင့်မို့ကုသလုပ်ပါစရိတဗံပြမစရိယအကျင့်မြတ်ကိုကောင်းတဲ့အမှုအကျင့်တွေကိုကျင့်သုံးပါလို့ဒီလိုတိုက်တွန်းနှိုးဆော်တဲ့ထဲမှာအလုံးအမြင့်ဆုံးကုသကိုလုပ်ချင်တဲ့ဆိုရင်ဝိပဿနာတရားကိုကြိုးစားအထုတ်ဖို့လုပ်ကြရမှာဖြစ်တယ်တဲ့ဝိပဿနာတရားသိတာလေနိဗ္ဗာန်နဲ့အနည်းဆုံးဝိပဿနာလုံးမှမက်ဖို့ဆိုတာတွေ့မယ် မဖို့တွိမ့်မနိဗ္ဗာန်ဆိုတာမြင်မယ်ဒီတိုင်းကတော့နိဗ္ဗာန်ဆိုတာမြင်မှာမဟုတ်ဘူးအဲ့တော့မှန်းစပဲကြည့်လို့ရတယ်အဲ့တော့မဖို့နိဗ္ဗာန်ရဖို့မဖို့ဆိုတဲ့လောကုတ္တရာအဆင့်ကိုရောက်ဖို့ကြတော့ဝိပဿနာတရားဝိပဿနာလေးကားနဲ့တက်မှရောက်တယ်ဆိုတာကိုမှတ်သားနိုင်ကြမှာဖြစ်ပါတယ်တရားချက်ခင်သူတော်ရှင်ပရိသတ်အပေါင်းတို့နှစ်ဥကာလအခါသမယမှာစပြီတဘာဝတရားကြီးရဲ့ ပြောင်းလဲနေတဲ့အနေအထားတွေကိုမှတ်သားတန်ဝေကယူချပြီးတော့သူပြောင်းလဲနေတဲ့အထက်ကနေပြီးတော့အနှစ်သာရရအောင်သူတို့တွေစူးစမ်းအထောက်ကြမှာဖြစ်တယ်လို့ကိုစီကိုစီတတိပညာကြီးစွာထား၍စူးစမ်းအထောက်နိုင်ကြပါစေကုန်သတည်း